ားလုံးဝဲမဲ့လာပါမယ်ကျွန်တော်ဒီနေ့ GoPro မှာဘာလို့ ND filter လေးတွေတက်ပြီးတော့ရိုက်တယ်ဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဓိကရိုက်တဲ့အချက်နှစ်ချက်ရှိပါတော့ပထမချက်ကကျွန်တော် motion blur ဆိုတဲ့ effect ကိုလိုချင်လို့နောက်တစ်ခုကကျွန်တော် over export ကိုအရန်ဖြူတိုင်းတွေကို short ချချင်လို့ဖြစ်ပါတယ် ND filter သုံးမယ်ဆိုရင်ကျွန်တော် original lens ကိုဖြုတ်ပြီးမှတက်လို့ရတယ် GoPro 9လောက်ကစပြီးတော့ပြန်ဖြုတ်ပြီးတက်လို့ရတဲ့ lens တွေလောက်ထားပြီးတော့ deep filter ကိုအလွယ်တကူတက်လို့ရတယ် original lens လိုပဲရေးဆိုတာတွေပါတယ်စိတ်ပူစရာမလိုဘူးအဲ့တော့ကိုအရင်သုံးနေကြဖြစ်တဲ့ waterproof case တွေပါတယ်ပြန်ထည့်ရင်လည်းကျွန်တော်တော်သေးတဲ့ အဆင်ပြေတယ်ဆက်သုံးရတယ်ပေါ့နော်အဓိကဒီ anti fader လေးတွေလုံဆောင်ပုံကကျွန်တော် shutter speed ကို short ချပေးတယ် shutter speed ကို short ချပေးရင်ကျွန်တော် motion blur ဆိုတဲ့ effect ကိုဖြစ်တယ် motion blur ဆိုတာဘယ်လိုမျိုးလဲပေါ့နော်ဥပမာဒီ skate စီးတဲ့ပုံနှစ်ပုံကိုကြည့်မယ်ဆိုရင်ကျွန်တော်နှစ်ပုံလုံးက skate ကသွားနေတဲ့ live action ပုံပေါ့နော်ဒါပေမဲ့ anti fader သုံးမထားတဲ့ပုံမှာကျတော့ကျွန်တော် skate ကမစီးဘဲနဲ့လူက skate ပုံမှာမတက်ရက်နေတဲ့ပုံစံပဲဖြစ်နေတယ်ဒါပေမဲ့ဒီဘက်က anti fader သုံးထားတဲ့ပုံမှာကျတော့ကျွန်တော် skate ကကျွန်တော် live action ပေါ့နော်သွားနေတဲ့ပုံစံ motion blur effect ပေါ့နော် ဲ့ဒီအဖက်လေးကိုရတယ်တော်ပြင်းများဗီဒီယိုတစ်ပုဒ်ကိုရိုက်တယ်ဆိုရင်အကုန်လုံးနေရာတိုင်းကြည်တောက်ရှင်းပြီးတော့ကျွန်တော် resolution ကောင်းကောင်းနဲ့လိုချင်ကြတယ်ဒါမဲ့တဘာဝဆန်ဆန်ကျွန်တော် motion blur effect လို့ပုံစံမျိုးလေး cinematic ဆန်ဆန်လေးရချင်တယ်ဆိုတော့ကျွန်တော် anti fader ကိုသုံးပြီးတော့ရိုက်မှရတယ်ပေါ့နော်ဒီဗီဒီယိုလေးဒီမှာဆိုရင်ကျွန်တော်ဘယ် anti fader ကဘယ်လောက်ထိမှောင်သွားလဲဆိုတာကိုကျွန်တော်ကြည့်ရင်သိနိုင်တယ် anti fader တက်မှထားတဲ့ footage တစ်ခုလည်းပါတော့တကယ်အပြင်အလင်းရောင်ကဘယ် fader နဲ့တင့်တော်တယ်ဆိုတာကိုကရွေးလို့ရတယ်နောက်တစ်ခုကကျွန်တော်ဒီ over expose ဖြစ်တဲ့နေရာတွေကိုလည်းကျွန်တော်ဒီ short ချပေးပေါ့နော်ဒီ ီပုံမှာဆိုရင်ကျွန်တော်တို့ကောင်းကင်ကအရန်အလင်းကစူးပြီးတော့ဖြူဖြူဖြစ်နေတယ်ကျွန်တော်တဲသေးကွဲကွဲမမြင်အောင်ပေါ့နော်အဲ့တော့အဲ့ဒီလိုအခြေအနေမျိုးမှာ anti fader သုံးထားမှဆိုရင်အလင်းရောအရန်စူးတာမျိုးမဖြစ်ဘဲနဲ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်အဲ့တော့ anti fader မှာဗားတဲ့နံပါတ်လေးတွေကြောင်းကျွန်တော်နည်းနည်းပြောပြမယ်ပုံမှန်အားဖြင့်တော့ကျွန်တော် anti 8 16 32 ကိုအဆင်ပြေတော့ရွေးတုံးလို့ရတယ်ဒါပေမဲ့ဒါကလည်းတတ်မှတ်ချက်မရှိဘူးပေါ့နော်ဒီနေအလင်းရောင်အလင်းမောင်ပေါ်မှာတီးပြီးတော့ကိုကြိုက်တဲ့ fader လေးတွေကိုကျွန်တော်တို့တုံးလို့ရတယ်ပေါ့နော်တယောက်နဲ့တယောက်နဲ့ user ရဲ့ဖြစ်ချင်တဲ့ look ပေါ်မှာမူတီးပြီးအမျိုးမျိုးတုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နေဝင်စည်းစားအချိန်မှာအရန်မြင့်တဲ့ any fader ကြီးတက်လာရင်တော့ကျွန်တော်တို့ပို့ပြီးတော့မောင်သွားပြီးတော့ကို footage ကဘာမှမြင်ရမှာမဟုတ်ဘူးကျွန်တော်တို့ number ကများလေလေကျွန်တော်တို့ပို့ပြီးတော့ မှောင်လေပဲပေါ့နော်ကျွန်တော်အဲ့တော့ antifader နံပါတ်များလေတွေပုံမှောင်လေ antifader နံပါတ်ပုံများလေ motion blur ပုံဖြစ်လေပေါ့နော်ဒီပုံလေးတွေကြည့်ရင်သိနိုင်တယ်ကျွန်တော်နံပါတ်ပုံများသွားလေတွေပို့ပြီးတော့နောက်က ပို့ပြီးတော့ blur ဖြစ်သွားမှာပေါ့နော်ကျွန်တော် anti fader လေးတွေ function ကိုကျွန်တော်အချမ်းမြင်တော့တည်သွားပြီပေါ့နော်ဒါပေမဲ့သူ့မှာသူဆိုးကျိုးအချက်လည်းရှိသေးတယ်ဆိုးတဲ့အချက်ကကြာပါလဲဆို anti fader တိုင်းကကျွန်တော်တို့အလင်းရောင်နည်းနည်းစီ short ချပေးတဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုတော့ hyper smooth ကအလုံးမလုံးတော့ hyper smooth ဆိုတာဒီ GoPro မှာပါတဲ့ဒီ video stability ပေါ့နော် video က သူကဒီ automatic ညင်အောင်လုပ်ပေးထားတဲ့ system က anti fader သုံးလိုက်ရင်ကျွန်တော်တိတ်ပြီးတော့လုံးမလုံးတော့ဘူးအဲ့ဒီဟာကြောင့်ကျွန်တော် anti fader တက်လိုက်ရင် hyper smooth ကဖွင့်ထားတော့လဲအလင်းရောက်နည်းသွားတဲ့အတွက်တိတ်ပြီးကောင်းအောင်လုံးလုံးမမဟုတ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ဒီ tripod လိုဟာမျိုးတွေသုံးလို့ရတယ် now ဒီကကျွန်တော်တို့ဒီ gimbal တွေပါတယ် ပြန်ပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ GoPro တော့ကျွန်တော် Gamble သုံးတာတော့တိတ်အားမပေးဘူးနောက်ဆုံးကိုလက်ကိုပဲညင်ရောင်ထားပြီးတော့ Anti Fader တက်ပြီးတော့ရိုက်ပြီးကျွန်တော်ပို့ပြီးတော့အကောင်းမယ်လို့ကျွန်တော်ထင်တယ်ဒီ Anti Fader လေးတွေရဲ့ဈေးနှုန်းကတော့ GoPro Official Website မှာဆိုရင်ဒေါ်လာ80လောက်ရှိတယ်နောက်ဆုံးထွက်ထားတဲ့ Hero 13အတွက်ဆိုရင်တော့ကျွန်တော်တို့ဒေါ်လာ90လောက်ပဲရှိတယ်မြန်မာငွေနဲ့ဆိုရင်တော့ကျွန်တော်3သိန်းလောက်တော့ကျတယ်ပေါ့နော်အဲ့တော့အခြားတပ်ပတ်ဒီဈေးသက်သာတဲ့ Anti Fader လေးလည်းဝယ်သုံးလို့ရပါတယ်အဲ့တော့ဘလို့လူတွေအတွက်အသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဒီ Cinematic Look ကိုတွားခြင်းနဲ့လုံးဝအသေးစိတ် detail ဘူးပေါ့နော်တဘာဝဆန်ဆန်အဲ့လို motion blur လေးတွေတွားခြင်းနဲ့ကျော်အလန်းအရန်လင်းတဲ့နေရာကြီးဒီမှာကျွန်တော်တို့ overall expo ကို short ချခြင်းနဲ့အဲ့လိုပုံစံအတွက်ဆိုရင်အဆင်ပြေတယ်တော်တန်ယုံကတော့ဒီတိတ်ပြီးတော့ဝယ်ပြီးမသုံးဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ဝယ်ဖို့ recommend မပေးပါဘူးပြီးတော့ကျွန်တော်ဒီခုရိုက်နေတဲ့ကျွန်တော် video တစ်ခုလုံးလည်းကျွန်တော်ဒါ GoPro လေးကင်ပြီးကျွန်တော်ရိုက်နေရဖြစ်ပါတယ် GoPro ကျွန်တော် short selfie stick လေးနဲ့ကျွန်တော်ရိုက်နေရဖြစ်ပါတယ်ဒီ GoPro ကိုဒီလိုမျိုးကျွန်တော် YouTube content လို့သုံးမယ်ဆိုရင်အဆင်ပြေလားဆိုရင်လူတွေအတွက်ကိုကျွန်တော်တခါလေးဖြည့်ပေးထားပါတယ်အဲဒါမဲ့ဒီမှာကျွန်တော်အလင်းရောင်ကတော့ကျွန်တော်အရှိမကျွန် ျွန်တော်ဟို dash lamp ပေါ့နော်စပွဲတင်မီလေးတစ်လုံးရှိတဲ့အနောက်မှာကျွန်တော်ဒီညအိမ်မီလိုပုံစံမျိုးလေးလုံးရှိတယ်ဒီနှလုံးနဲ့ကျွန်တော်သုံးလာပါတယ်မီအရန်နေသွားပြီဆိုရင်လည်းကျွန်တော်ဒီ footage ကနည်းနည်း noise ဖြစ်ပြီးတော့တိတ်အဆင်မပြေပါဘူးတစ်ခုလုံးထွန်းထားရင်လည်းတိတ်ပြီးတော့ကျွန်တော်အဲ့ look ကိုမကြိုက်တဲ့အတွက်ဒီ GoPro နဲ့လည်းဒီလို content လေးတွေရိုက်လို့ရတယ်ဆိုတာလေးကျွန်တော်တခါတည်းဖြည့်ပေးလာပါတယ် အားလုံးပဲဆုံးနေကြည့်ရှုသွားပြီးလို့ကျေးဇူးတင်ပါတယ်အဲကျွန်တော် channel လေးကိုလည်း GoPro နဲ့ပတ်သက်ပြီးစိတ်ဝင်စားရဆိုရင် subscribe လုပ်ထားပေးစေချင်ပါတယ်နောက်ဗီဒီယိုမြန်မာပြန်လည်ဆုံးနေပါမယ်ခင်ဗျာ